ားလုံးပဲမင်္ဂလာပါဗျ။ Rolling Record Channel မှာပြန်လည်ကြိုဆိုလိုက်ပါရစေ။ကျွန်တော်နေနဲ့ Twin မြန်မာဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့မြန်မာနိုင်ငံအတွင်းသွားလာပြတဲ့ခီးစဉ်တွေကိုအဓိကထားမျှဝေဖြစ်ပါတယ်။အခုဒီဖြတ်ခနဲ့မြင်ကွင်းများဆိုတဲ့အစီအစဉ်ကတော့ကျွန်တော်တို့သွားလာရင်ရောက်ရှိတဲ့ data မှာတွေ့မြင်ရတဲ့မြင်ကွင်းတွေအထူးသဖြင့်တော့ဘာသာရေး delay ထုံးနဲ့ယဉ်ကျေးမှုနဲ့ပတ်သက်တဲ့ပွဲတော်တွေစတဲ့အကြောင်းအရာတွေကိုအဓိကထားမျှဝေနေတာဖြစ်ပါတယ်။အခုဒီနေ့မျှဝေပေးမယ့်အကြောင်းအရာကတော့မြန်မာနိုင်ငံတနိုင်ငံလုံးမှာလူကြီးရေခုနထောင်ပဲရှိတယ်ဆိုတော့ထနှော့လူမျိုးတွေရဲ့ ပထမဦးဆုံးမြို့သားနေ့ကျင်းပတဲ့ပွဲတော်စီကိုတွားရောက်တဲ့မြင်ကွင်းတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ဗျ။ခုကျွန်တော်တို့အာအခုမှရောက်တယ် အခုမှရောက်တဲ့ဆိုဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျွန်တော်တို့ပြီးခဲ့တဲ့အပိုင်းကိုကြည့်တဲ့လူတွေတော့သိပါလိမ့်မယ်။အခုဒီနေရာလေးအခုဒီလမ်းကိုသွားတာကအောင်ဘန်းကနေသွားရင်လမ်း၃လမ်းရှိတယ်။ကျွန်တော်တို့ငုံတုံဘက်ကနေသွားတဲ့တလမ်းပြီးသွားလို့ရှိရင် view point ဘက်ကနေသွားတဲ့တလမ်းအင်းခေါင်ဘက်ကနေသွားတဲ့တလမ်းအခုကျွန်တော်တို့ကတော့ view point ပြီးလောက်ဆိုလမ်းမကြီးရဲ့နေ view point ကကွေ့ဝင်ပြီးသွားမဲ့လမ်းတိုင်းဝင်မှာဖြစ်ပါတယ်။အထဲကိုသူကနိုင်ရွက်ကြကြဝင်ရမယ်လို့တော့ပြထားပါတယ်။အချိန်ကတော့၁၀မိနစ်လောက်ဝင်ရမယ်သဘောပါ။ အခုကအဲ့ဒီအတော့ကပားနီဒီနားမှာရှိတဲ့ရွာလေးတွေကကပားနီအကျော်လေးမှာထင်းနေကျွန်တော်တို့အဲ့ဒါဝင်မေးလိုက်တော့လမ်းမပြီးထွက်လာတယ်ဟိုးဘက်မှာတောက်လျှောက်မှားလာခဲ့ပြီးတဲ့ပြင်ကိုခုဒီမှာထပ်မှားသေးတယ်ထပ်မှားတော့အဲ့ဒီနားကအိမ်ပြင်နေတဲ့အဖွဲတွေကနေလမ်းညွန်လိုက်လို့ကျွန်တော်တို့အဲ့ဒါအခုဒီလမ်းအတိုင်းပြန်ပြီးထွက်လာခဲ့ပြီဒီလမ်းကိုသူတို့ကဂျာမနီလမ်းလို့ခေါ်တယ်ဗျဒီဘက်မှာအဲ့လိုလမ်းတွေအတော်များများရှိတယ် ဲ့လန်နေအတော်များများရှိတယ်အခုဒီလန်လေးဆိုကြည့်လာသူကလန်သားอ่ะဗျာလန်ချိန်မဟုတ်ဘူးသူတော့လန်သားကပြည့်ပြည့်တယ်ပြီးတော့လို့ရှိရင်လန်နဲ့ပတ်သက်တဲ့လန်ညွန်ဆိုင်ပုတ်တွေပြီးတော့လို့ရှိရင်ဘေးမှာဟို3ပေးဟိုဟာတွေပေါ့အဲဂတ်ဒီပါတွေအကုန်လုံးအဲ့ဒါတွေတော့သူကအတက်ထိုင်ဆုံးတော့ပြည့်ပြည့်စုံစုံလုပ်ပြီးသားတယ်ဗျာဂျာမနီလန်ရဲ့သဘောကလည်း ဆောင်းအကုံတွေအခုဆိုတဲ့အခါကျတော့မြင်ကွင်းကတော့အနည်းငယ်6တွေ့တဲ့သဘောတော့ရှိတယ်ဗျ။အဲကတော့လက်မှတ်တွေ့ရတဲ့ရွာလေးတွေဒီကလန်းနေရတော့တွားလို့လည်းကောင်းတယ်ဗျ။အဲရမ်းစိတ်လွတ်လပ်တယ်မြင်ကွင်းတွေကလေ။ဟိုးအဲ့ဒီဟိုလေခွက်တွေရာခွက်တွေအထဲမှာရှိနေတာကလေ။အဲ့ဒါပင်စိမ့်ပင်ဗျ။ ပင်စိမ့်မြေပင်စိမ့်ဆိုတာကျွန်တော်တို့အရွက်စားတဲ့ပင်စိမ့်မဟုတ်ဘူးအသီးစားတဲ့ပင်စိမ့်ရှမ်းပြည်ဘက်မှာရှိတဲ့ပင်စိမ့်ဒီပိုထိုးတို့ပင်စိမ့်ဒီနေစာလောင်တို့တချင်းတွေမှာထည့်တဲ့ဆိုတဲ့ပင်စိမ့်မြေနေအခုလမ်းမှာဝင်လာတော့ကျွန်တော်တို့လမ်းညွန်ဆိုင်ပုတ်လေးတွေကြည်လာရတယ်အခုနော်အာဒီမှာပြန်အောင်ထွက်လာကြပြီကကျွန်တော်တို့ဟိုးဘက်မှာသွားပြီးတော့ဟိုးဟိုးတခြားရွာတကူကိုရောက်နေတယ်ねကျွန်တော်တို့တော်တော်လွဲသွားတာဟိုဒီမှာအခုတော့ဒါကအဲရင်းနဲ့စာနဲ့တော်တော်နီးစပ်လာပြီလို့ပြောရမှာ ကျွန်တော်တို့ရွာလေးတွေကိုမြင်လာရပြီဟုတ်ကဲ့ကျွန်တော်တို့အခုကဟုတ်ပြီထနော့ရွာအဲထနော့ဒီထနော့ရွာကတောင်ပိုးလာရွာကိုထနော့ရွာရဲ့ပင်ရင်းရွာဖြစ်အများကြီးစားထားကြပါဗါဘလို့လဲဆိုတော့သူအဲ့ရွာလေးကအရှိန်အောင်၄မိုင်လောက်ကျယ်ဝန်းပြီးတောင်မြောက်က9မိုင်ခန့်ပဲကျယ်ဝန်းနေဒါပေမဲ့သူထနော့လူမျိုးတွေတီးသက်နေထိုင်တဲ့ရွာဖြစ်တယ်လို့ဆိုပါတယ်ဟိုမှာလက်မြင်နေရတဲ့ရွာလေးထင်တယ် ဘာလို့တောင်ပိုးလားလို့ခေါ်လဲဆိုတော့အရင်တော့ရွာရဲ့အနောက်တောင်ဘက်မှာလှပတဲ့တောင်ပိုးတစ်ခုရှိပြီးတော့တဲ့အဲ့တောင်ပိုးကအခုမှတော့သူတို့ကိုးကွယ်တဲ့ရွာဆောင်နဲ့မောင်နှမနှကွန်းထားရှိတဲ့နေရာဖြစ်ပါတယ်တဲ့အဲ့တောင်ပိုးကိုဆွဲပြုတ်ပြီးတောင်ပိုးလားလို့ခေါ်တာတဲ့ဖုံးချောင်းထဲမှာကအဲ့ကွယ်ကျင်ပနေရကြကျွန်တော်တို့အခုဒါရွာလေးရွာလေးကနေပြီးတော့အဲ့ဖုံးချောင်းပက်စီကိုသွားရမှာတောင်ပိုးလား သူကတောင်ဖိုးလှနဲ့တဲ့တရွာလာအဲ့နဲ့ရွာကထွန်းတော်လူမျိုးတွေတီးတတ်နေတဲ့ရွာဖြစ်နေမယ်ကြော်ပါတယ်သူကအာကျန်တဲ့နေရာဒီမှာကတော့ဒီဟိုပြတ်နဲ့နေထိုင်ကြတာတွေရှိပေမဲ့အခြားတိုင်းသားတွေလည်းရောနှောနေထိုင်ပြီးတော့ဒီတောင်ဖိုးလှကတော့သူကထွန်းတော်တိုင်းသားတွေအဓိကတီးကြနေထိုင်တဲ့ရွာဖြစ်တယ်လို့ကျွန်တော်သိရပါတယ်ဗျရွာပုံစံလေးကဒီလိုမျိုးလေးအင်းကြီးအများကြီးမရှိဘူးတိုးတော့အေဂျင့်နဲ့ရှင်းနဲ့ တေးကြတယ်ဘာလို့ဟိုးလမ်းမကြီးကနေပြီးတော့ဒီလောက်กว่าဝေးထိဝင်လာရတဲ့ကျွန်တော်တို့အားလုံးပေါင်းခံမှန်းကြီးဆိုလို့ရှိရင်45မိနစ်နဲ့45မိနစ်ကြာကြာလောက်မောင်းရတယ်ဗျဒီလမ်းကသုံးပုံနှစ်ပုံလောက်ကတော့ကောင်းတယ်ဒီဘက်လမ်းတစ်ဝက်ကျတော့ကြောက်ချောလမ်းဖြစ်နေတဲ့အခါကျတော့လေဖြည်းဖြည်းချင်းမောင်းရတယ်အဲ့လောက်ဒေတာမှရှိနေတဲ့တီးကြရွာလေးတခုဒါကပွဲချင်းပါနေတဲ့ဖုံးတော်ကြီးကျောင်းအခုကဖုံးတော်ကြီးကျောင်းစီသွားမှာဗျကျွန်တော်မျိုးရီကဘာသာရေးကိုင်းဆိုင်နေစိတ်နေစိတ်ထားယူသားဖြူစင်နေ တကြီးရွယ်အိုရဲ့အဆုံးအမကိုတသွေးမတိန်လိုက်နာကြတယ်လို့ကြားဘူးပါတယ်ဗျ။ဒါကတော့ပွဲချင်းပါနေတဲ့ရွာပါ။အိုပိုချင်းပါနေတဲ့ဖုန်းတော်ကြီးအောင်ဝင်းကိုရောက်ပြီ။ Okay အထက်မှာကဖြော်ပြေးစီစဉ်နေစနေပြီ။ကျွန်တော်တို့ကတော်တော်အခုကျွန်တော်ရောက်တဲ့ချိန်က2နာရီကျော်နေပြီ။ နှစ်နာရီကျော်နေပြီအာအဲ့ဒီဟိုးမနေ့တည်းကထွက်တာပဲဟိုးဘက်တောင်ဘိုးလောက်ကိုကျွန်တော်ပြောတဲ့တီချစ်ကတောင်ဘိုးလောက်ကိုရောက်သွားတာလည်းပဲအဲ့ဒါကြောင့်ကျွန်တော်ပထမပိုင်းမှာမျှဝေပြီးဖြစ်ပါတယ်အခုကတော့ဒါအခုပွဲချင်းပါတဲ့တောင်ဘိုးလောက်ကိုအခုမှရောက်တာဒီနေရာမှာ ကျွန်တော်တို့အာဘာပေါ့ကျေးဇူးတင်ရမယ့်သူတွေရှိပါတယ်ကျွန်တော်တို့ဒီညာနဲ့ပတ်သက်လို့ ဟိုသွားဖို့ဟိုဘယ်ဘယ်အဲ့ဒီရွာကဘယ်နာမှန်းမသိဘလို့ခဲခဲဘယ်ဘလို့သွားမှန်းမသိဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့ကလည်းအွန်လိုင်းပေါ်ကနေတပီးမေးတဲ့အခါကျတော့ကျွန်တော်တို့ကို2ရက်လောက်အသေးချာပြောပြပေးခဲ့လို့အဲ့ဒါဒီကိုရောက်ဖြစ်တာပါဒါကြတော့နေရှိခုထနော့တိုင်းရင်သူတွေကနေတဲ့အခါဖြစ်ပါတယ်။ဒါထနော့အကြောင်းကိုဆက်ဆိုထားတဲ့သင်းများအခုနောက်သင်းကလေ။ဒါကတော့အကြီးရှုနေကြတဲ့ဒီဘက်အကြောင်းအပေါ်မှာ သူက2023မတ်လလောက်တည်းကတောင်ကြီးအေးသာယာနောင်အင်ကြီးရွာမှာထဏတော်တွေ့ဆုံမဲ့ပြည်မြောက်ရေးကော်မတီစီဝေးလုပ်ပြီးတော့အဲ့ဒီမှာထဏတော်တိုင်းရင်းသားရိုးရဝတ်စုံထဏတော်တိုင်းရင်းသားအလံနဲ့ထဏတော်တိုင်းရင်းသားအမျိုးသားနေတွေကိုအတီးပြုသတ်မှတ်နိုင်ခဲ့တာလို့သိရပါတယ်ဗျ။နေ့စဉ်တပေါင်းလာစဲစဲရင်တွေကိုထနှောက်မျိုးသားနေအဖြစ်သတ်မှတ်ခဲ့ပြီးတော့2025မှာစပြီးကျင်းပဖို့စီစဉ်ခဲ့ကြတာပါ။ တွေ့ရတဲ့ဟာကထနှောက်အိုးစီပါဗျထနှောက်အကက၄မျိုးလောက်ရှိတယ်လို့တော့သိရပါတယ် ဒီက data ကံကျွန်တော်တိုင်းရင်းသူတွေလို့ယူဆရပါတယ်ဗျကျွန်တော်မှကသူကတိကျဘာသာစကားရှိတယ်သို့တော့စာပေနဲ့ပတ်သက်လို့ကတော့အခုမှပြန်လဲပြီးတော့အာဖော်ထုတ်မွန်မှန်လှုပ်ဆောင်နေကြစေဖြစ်တယ်လို့သိရပါတယ်ဗျ ွေနေအောင်ပါဗျာဒီဘက်ကလေဒါကဇက်စင်ရဲ့ဖြုတ်ပြေးစင်မြင့်ပေါ့ဖြုတ်ပြေးစင်မြင့်ရဲ့နောက်ဖက်ချမ်းဘယ်ဘေးဘက်ချမ်းပေါ့ဒီဘက်ဘေးဘက်ချမ်း ထနောအတိုင်းသားကြောင့်ဆက်ဆိုထားတဲ့တခြင်းများသူကြီးဒီဝေယုံပိင်းနေရဒီပါလေဝဘူဝဘူဝါတယ်လေသူကြီးဒီနားကြီးအေးနေတာလေအဲဝါးကြီးနေလေဒါအခုအခုတန်ရတော့ဟိုကမိဆက်တန်ပြမိဆက်မောင်းထားတာဆိုလေစင်ကသူကဒီဝေယုံပိင်းနေရဒီလိုနားလေးမှာရှိနေတာအဲဟိုမှာဖြုတ်ပြေးစင်မြင့် အခုဒါကခုနအမျိုးသမီးအကအဖွဲ့ပြီးသွားတဲ့အခါကျတော့အမျိုးသမီးအကအဖွဲ့ကိုဂုံပြူဆွေမွေချီးမြှင့်တာဗျချီးမြှင့်ပြီးတော့သူကဒီလိုမျိုးပွဲနေလို့တယ်ဆိုလို့ရှိရင်ဒီဘက်မှာကဟိုတိုင်းသားချင်းချင်းကအဖွဲ့တွေဖိတ်ပြီးတော့ဖျော်ဖြေကြလိမ့်ရှိတယ်ဥမာဖြင့်ပအိုးကသူတို့ပွဲတစ်ခုကျင်းပလို့ရှိရင်လည်းခုနထနောက်ကိုဖိတ်မယ်ပြီးတော့လို့ရှိရင် အာတောင်ရိုးကိုဖိတ်မယ်ပြီးရင်ဒနုတိုင်းရင်းသားတွေဖိတ်မယ်အဲအဲ့လိုမျိုးပဲဂျန်တဲ့တိုင်းသားတိုင်းရင်းသားတွေကလည်းအဲ့လိုမျိုးဖိတ်ပြီးတော့ဖြောပြကြလေးရှိတယ်ဗျညီညွတ်ကြတဲ့ချစ်ခင်ကြတဲ့ဒလိတခုပေါ့အခုဒါဆိုလို့ရှိရင်ဒါပအုပ်အာရင်ချင်းမှုအဖွဲ့ဖြောပြမယ့်အစီအစဉ်ဗျ အခုကတော့ဒါကပအိုးရင်ကျမှုဖွဲ့ကကမယ်ထနောတိုင်းရင်သူတိုင်းရင်သားတွေနဲ့ဂျန်တဲ့အဲတိုင်းသူတိုင်းသားတွေအားလုံးကဒါကြည့်ရှုမဲ့အစီအစဉ်ပေါ့ထနောဦးစီလေဒီဘက်မှာက ထနောကလည်းသူ့အိုးစီရှိတယ်ပအိုးကလည်းအိုးစီရှိတယ်ရှမ်းကလည်းအိုးစီရှိတယ်ဒနုအိုးစီတောင်ယူအိုးစီတတ်သူတိကျစီရှိတယ်လေဒီဘက်ဒေသမှာကတော့ရှမ်းတောင်ရှမ်းပြည်တောင်ပိုင်းရဲ့မှဒီအခုနကျွန်တော်တို့တောင်ကြီးနဲ့ဒီဘက်ကလောနဲ့ခြားထဲမှာတော့ပအိုးတိုင်းရင်းသားတွေကရေအတွက်အင်တန်များပြားတဲ့တိုင်းရင်းသားတွေညီညွတ်တဲ့တိုင်းရင်းသားတွေဖြစ်ပါတယ်ဗျာ။ အဲ့လိုပဲကျန်တဲ့တိုင်းရင်းသားတွေကလည်းစူးစီးညင်ညွတ်ကြတယ်။ဥယေအဖြစ်တော့ပေါ်အိုတိုင်းရင်းသားတွေကပုံများတဲ့သဘောမျိုးတော့တွေ့ရတယ်ဗျ။အတိအကျအချက်လက်ကတော့ကျွန်တော်တို့အာတေချာတော့မလေ့လာဖြစ်သေးဘူးဗျ။ပိုးတချင်းပိုးတီလုံးနဲ့ပိုးအကနဲ့ ဒီခန္ဓာကိုတက်ရောက်ကြည့်ရှုနေကြတဲ့ဒေတာကန်တွေကိုအခြားဒေတာတွေကနေပြီးတော့လာရောက်ကြည့်ရှုအားပေးကြသူတွေရောဗျာအဲ့လိုတပ်ပြိုင်ပိုက်လေးတွေကနားထောင်လို့ကောင်းအောင်နော်

သူတကူတော့ခဏပြမယ်ချက်ကြည့်ရဒါဘာကလည်းတော့မသိဘူးညာ ထနော့တိုင်းသားတွေကတောင်ကြီးမြို့နယ်အေးတရာမြို့နီးနောင်အင်းရွာမှာလည်းရှိတယ်။ပြီးတော့လို့ရှိရင်ရှမ်းပြည်တောင်ပိုင်းကလောမြို့နယ်အတွင်းမှာဆိုလို့ရှိရင်တောင်ဘုလတစ်အေတစ်ဖရက်ဦးထင်းယူကုန်းကြောက်စင်ချောင်းကြားပေါ်တုတ်ရွာတွေမှာရှိတယ်လို့သိရပါတယ်။ပြီးတော့ရွာငန်ဖင်းတရရက်ဆောက်ပင်လောင်းညောင်ရွှေအင်းလေးကလောညောင်ရွှေအင်းလေးတွေမှာလည်းပြန့်နှံ့နေထိုင်တယ်လို့သိရပါတယ်။အဲဒါကတော့ဘိုးတိုင်းသားတွေပြန်ပြီးတော့ဖြောပြွေးဖြောပြွေးမှုပြီးလို့ပြန်ဆင်းပြီးရော ဒါကကြတော့ခုနကတော့ငါကပြဖြုတ်ပြီးသွားတယ်ပို့ဦးတိုင်းသားရင်ကျင်းမှုအဖွဲ့ကိုဒီဟိုကျင်းပရေးကော်မတီကနေပြီးတော့ခုံပြစုချင်းမြင်တာညာခုနဟုတ်ကဲ့ဒါကတော့ထနော့တိုင်းရင်သားတို့ရဲ့အကဖြစ်ပါတယ်ခုနကဆက်ပြောရလို့ရှိရင်အဲ့ဒီအာကလော့တထနော့တိုင်းသားတွေကကလောမှာဆိုလို့ရှိရင်ကြောက်ထက်တာမိုင်းခန်းလွေမောလွေအန်ငုံတုံပင်မီလေချာ အောင်ပန်းဝါကြီးမြောင်ရှမ်းရွာနဲ့မြေချားရွာပေါ်လမော့စုပန်းအင်းညောင်ပင်ခါရှိချောင်းနီပေါက်တရပုငုံညောင်ကျိုးညောင်ကုန်းဟဲဟိုးဟဲကဲလက်ပံတို့မှလည်းပြက်နှက်နေထိုင်တယ်လို့သိရပါတယ်တောင်ကြီးဘက်မှာတော့နောင်အင်တစ်ပင်ထောင်ရွာတင်းကုန်းရွာပန်ပုံးရွာတွေမှာနေကြတယ်လို့သိရပါတယ်လူကြီးကသူတို့က1901တုန်းက635ဦးပဲရှိတယ်ဗျအဲ 1985ပါတော့1659ဦးဖြစ်သွားပြီ2019စည်ရင်ရတော့လူကြီးက9000ရှိတယ်လို့သိရပါတယ်ဆိုတော့ဒါနဲ့ပတ်သက်လို့သက်ဆိုင်ရာတောင်းရှိသူတွေရဲ့ပြောဆိုရေးသားမှုတွေနဲ့အာဒီဘက်ကဒေတာကန်တွေရဲ့ရေးသားမှုတွေအရဆိုလို့ရှိရင်တော့အချို့ကနိုင်ငံသားကတ်တယ်မှာသူတို့ကကုတ်လဲရပြီးသားအမည်လဲပေါက်ပြီးသားတိုင်းရင်းသားဖြစ်တယ်ဒါပေမဲ့အာဖေထနော့မီထနော့ပေမဲ့တခါလီမွေးလာတဲ့တိုင်းရင်းသားကဥပမာဖြင့်ဓနုဖြင့်လည်းဖြစ်မယ်တောင်အခြားတိုင်းရင်းသားပေါ့ တခုခုရဲ့နာမည်လည်းဖြစ်ရင်ဖြစ်သွားတယ်အဲ့ဒါကြောင့်မလို့ဦးရီကတော့သူတို့ပြန်လဲစီစဉ်နေကြတယ်လို့သိရပါတယ်အဲ့ဒီပြန်ခုနောက်ပိုင်းမှာတော့ဒီခုဒီထနော့ဟိုတိုင်းမြို့သားနေကိုအခုဒါပထမဆုံးစပြီးကျင်းပနိုင်နေအဲ့ဒီပြန်စပေးရင်ချင်းမှုဒလိထုံးတဲ့နေလဲပြန်လဲပေါ်ထုတ်နေတယ်လို့သိရပါတယ်ကြာ ြီးတော့သူတို့ကထနော့လူမျိုးတွေကသူတို့အချင်းချင်းကိုကနော်လို့ခေါ်တယ်လို့ဆိုပါရတာကျွန်တော်ဖတ်ဘူးတဲ့ဟာကိုပြန်မျှဝေတာပါထနော့တွေရဲ့စကားအရဆိုလို့ရှိရင်တော့ကနော်ဆိုရဲဝေါ်တာကအေးဆေးဆေးနေတတ်တဲ့လူမျိုးလို့အတိတ်ပြရပါတယ်အဲသူတို့ဟိုဆိုရိုးစကားလေးတစ်ခုရှိပါတယ်သူတို့လေးလံထိုင်းမိုင်းကိုင်းရိုင်းလေးလံထိုင်းမိုင်းကိုင်းဆိုင်ယူတည်မှတ်ပြီးထနော့လေးဆိုရဲစိုးစကားလေးရှိတယ်လို့ပြောပါတယ်သူတို့ကတော့အင်မတန်ကိုအေးချမ်းချမ်းနေထိုင်ပြီးဘာသာရေးကိုင်းဆိုင်တဲ့လူမျိုးတွေဖြစ်တယ်လို့သိရပါတယ် သူတို့ရဲ့ဒီအယောင်လေးเนี่ยเนาะတော်တော်လှတယ်ဒီဒီရွေးထားတဲ့အယောင်လေးကတိုင်းရင်သူတွေရဲ့အယောင်ဟုတ်ထားတဲ့အယောင်လေးကအခုလိုမျိုးခုနလိုလိုက်နေနေဆိုလို့ရှိရင်လေပြီးတော့ကျွန်တော်တို့ဒီထနော့တိုင်းရင်သားတွေကတော့ဒီလိုခဲအောင်ဝတ်စုံလေးနဲ့အတော်များများတွေ့ရတယ်ဗျဟိုရှိတုန်းကတော့သူကတီချောင်ဝစ်စုံနေရှိတယ်လို့ပြောတယ်ဒါပေမဲ့ဟိုလူကြီးကနေပါတဲ့အခါကျတော့လက်စင်ကန်တည်ယူမှုမှာအတန်ငယ်အားနည်းမှုလေးရှိတဲ့အခါကျတော့ရှိတုန်းကဝစ်စုံရဲ့ပုံစံကိုတော့အာတီချာမသိနိုင်ကြတော့ဘူးလို့ဆိုပါတယ်ဗျာ

and I didn't into thy. ိုင်တန်းတွေပဲသွားကြည့်မလို့ရောင်းလဲအာ2000 1000 đi lưu yong này nó thao mua tông nhau tông nhau nên là đi à lưu yong đã đã bà này 三十六元。 bị bí vào bộ này đá bạn năm yếu đất thầu mua già có thể làm được Trả bà đi โอเคအခုကျွန်တော်တို့ထဲမှာတော့တော်တော်လေးလှက်ပတ်ကြည့်ရှုပြီးသွားပြီဒါကတော့ဒီចောင်းဝင်းကြီးပြထိုးမှာကအခုနဖြုတ်ပြင်းနေခန်းလုံးနေတဲ့နေရာလေးဒါဖုန်းတော်ကြီးចောင်းဝင်းထဲမှာဟိုးတောင်ပေါ်မှာလဲဇေလေးဆူရှိတယ်ဗျဟိုးမှာဒါကအခုနတော့ကအာထနော့အာတိုင်းသားတွေ ွှေပြင်းခဲ့တဲ့ထိုင်သားတွေဖြစ်မယ်ဗျ။ဒီတနော့တိုင်းရင်သူတွေကအရင်မောင်းတော့စင်စင်နဲ့လို့ပြောရမှာနော်အရင်မောင်းတူတူနဲ့အဲ့လိုမျိုး ကျွန်တော်တို့ကနေခဏအစီအစဉ်အဆောက်တော့မမိလိုက်ဘူးဗျဆက်စားခြင်းကတော့ခုနလိုစုပေးပွဲတွေအားပြီးတော့မေကွန်ပြောဆိုမှုတွေရှင်းလင်းချက်တွေပြီးသွားလို့ရှိရင်တော့ဒီဟောအဲ့လိုအစီအစဉ်လေးတွေနဲ့စနစ်ချလုပ်ခဲ့တာလို့ပြောတယ်ကျွန်တော်တို့ကအဲ့ဒီအချိန်ကမှားပြီးတော့ဟိုဘက်တရွာကိုရောက်နေလို့အဲအဲ့ဒီအဲ့ဒါနဲ့ဒီကိုတော့ကျွန်တော်တို့နောက်ကျမှာပဲရောက်တယ်ဗျာတော်တော်လေး တတ်သူစီရှောင်းနေကြတဲ့လူလေးကြီးလည်းတတ်သူထိုက်တင်တယ်လို့ရှိတယ်ဗျဒီဘက်ဒီမှာတော့ပွဲလေးရှိတယ်ဆိုဈေးတွေကတတ်သူရှိတာပဲတော်နိုင်ငံမှာလက်ရှိအချိန်မှာလူကြီး8000နဲ့ရှိတယ်ဆိုတော့အာကျွန်တော်တိုင်းရင်းသားတွေရပထမဆုံးအမျိုးသားနေ့ကိုကျွန်တော်တို့ဝတ်တန်းတင်ခွင့်ရတဲ့အတွက်ကိုခုလိုပြန်လည်မျှဝေခွင့်ရတဲ့အတွက်ကိုတကယ်ကိုကျွန်တော်တို့ ခြေနဲ့အားရဖြစ်ကြပါတယ်အဲအခုကျွန်တော်ခဏဟီခွေးကျော်၃နာရီဝင်းကျင်ဖြစ်သွားပါပြီမနေ့ကမစားသေးပါဘူးရှေ့မှာလမ်းမနေတာနဲ့အခုထီကိုပြန်လာတာနဲ့ဆိုတော့ပြီးတော့ပါပဲဒါကတော့ဒါတိုင်းသူနဲ့တိုင်းသားနဲ့ပူတွဲအခါလေးဗျာ နှစ်လိုဝယ်ကောင်းတဲ့တိုင်းရင်းသားတွေပါဘယ်နိုင်ငံမှာရှားပါးတဲ့တိုင်းရင်းသားလည်းဖြစ်ကြတဲ့ဒါသူတို့ရဲ့စာပေဒလိညင်ကျေးမှုတွေပုံမူပြီးတော့အာခြေပြန့်လာဖို့မျှော်လင့်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့အခုပြန်ပြီးထွက်တော့မယ်ဗျအော်ဒါသူတို့အခမ်းအနားကတော့ဘယ်ချိန်ထိရှိမလဲမသိဘူးကျွန်တော်တို့တော့အခုဒါလက်တလို့ကျွန်တော်တို့အာတွေ့မြင်ရတဲ့မြင်ကွင်းလေးတွေကိုကျွန်တော်တို့မျှဝေနိုင်ခဲ့ပြီဖြစ်တဲ့အတွက်ပြန်ပြီးတော့ထွက်တော်မယ်ဗျဒါဒါသူတို့အခုနဆုရတာလေဟွာလေးတွေဖြစ်မယ်ဗျ ဒီကနေပြီးတော့ကျွန်တော်တို့ဟိုးပြည်တော်စုလမ်းမကြီးပေါ်ရောက်အောင်ပြန်တက်ရမှာပေါ့ဆိုတော့ဒီကနေ45မိနစ်ဝင်းကျင်လောက်ပြန်သွားရမှာလာကြနေပြဒီမှာတူတူတူဒီဘက်ဒေတာတွေကဖိတ်တာတွေရောဒါကျွန်တော်တို့အခုတောင်ပိုးလာရွာလေးတွေကနေဖြတ်ပြီးတော့ပြန်ပြီးထွက်သွားဒါဒီကိုလာတဲ့ပွဲကိုလာတဲ့ကားတွေဗျကားတွေအတွက်ကားရန်နာခွင့်လေးလုပ်ပေးထားတာဒီဘက်မှာ ကျွန်တော်တို့ပြန်ထွက်ရင်းနဲ့ဒီမှာကျေးဇူးတင်စကားပြောစရာရှိပါတယ်ခုနပြောခဲ့သလိုပဲကျွန်တော်တို့လမ်းမှာပြီးဟိုဘက်ကိုရောက်သွားတယ်ရောက်တော့ကျွန်တော် online ပေါ်ကနေလိုက်ပြီးတော့ဟာအတင်းလိုက်မေးရမြဲတဲ့ခါကျတော့ကျွန်တော်တို့ကိုကိုညီဖြေချပြီးတဲ့ဒေါ်တီရီဆိုတဲ့အကောင့်ရဲ့မြတ်နိုးတွေ့တာဆိုတဲ့အကောင့်ရဲ့ရွှေနေဒီဆိုတဲ့အကောင့်ရဲ့မက်ခိုင်ရင်မဆိုတဲ့အကောင့်ရဲ့ကျေးဇူးတင်ပါတယ်ဗျာ ကျွန်တော်တို့ဒီဟာကိုအဒီတိုင်းထနော့တိုင်းတိုင်းနဲ့ပတ်သက်လို့ကျွန်တော်တို့ပြီးခဲ့တဲ့ hey ho ရှင်ပြူတစ်ခုမှာစပြီးတွေ့ကြတာတွေ့တော့ဗာတိုင်းသူတိုင်းသားမှမသိလိုက်ဘူးအဲ့မှာမခန့်ရင်မတင်လေသူကနေပြီးတော့ဒါကျွန်တော်တို့ comment ကနေပြီးတော့ဒါထနော့တိုင်းသားဆိုတော့အဲ့တော့မှကျွန်တော်တို့ငုံတုံစေပြီးတော့သွားတော့ဟာဒီထနော့တိုင်းသားရဲ့အကြောင်းကိုကြားဘူးတော့ဒါပြီးခဲ့တဲ့နှစ်ကသွားတာ အဲ့လိုနေကြာတာကြာရင်ကျွန်တော်တို့အဲ့တော့တော့တေချာမကြည့်ပြလိုက်ဘူးအခုလဲကြောင်းအကြောင်းသားတိုက်ဆိုင်နေအဲဒီထရော်တိုင်းသားတွေပထမဆုံးအမျိုးသားနေလဲဖြစ်တယ်ဆိုတဲ့အခါကျတော့ဟာဒါလေးအာဝတ်တာနဲ့ကျွန်တော်ဒီဘက်ကိုလာပြီးတော့မတန်းနေမျှဝေဖြစ်တာပါဗျလမ်းလေးလိုကြည့်ကဲဟိုးအဲ့လိုလမ်းမျိုးတွေကနေလာသွားတာဗျအခုဆိုရင်ဒါကျွန်တော်တို့ဒါချောင်းနေလမ်းမပြောင်းတော့ပြီပေါ့ပြောင်းတော့ပြီးတော့ကျွန်တော်တို့ပြောင်းစုလမ်းမပြန်တက်မယ် ဟုတ်ကဲ့ကျွန်တော်တို့မျှဝေခြင်းကတော့ဒီမျှပဲဖြစ်ပါတယ်ဗျအခုလိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ